္လာပါရှင်။အော်တိုဘာလ22ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေဘိုမြို့မှာစစ်တပ်ကမာရှယ်လော့အမိတ်ဖြေလျှော့ပေးပေမဲ့ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေဆက်လက်လှုပ်ဆောင်နေတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကလေးတမူအာရှလန်းကိုစိုးမိုးနိုင်ဖို့အရထောင်ကျော်စစ်ကြောင်းနဲ့၃ဘွယ်ခွဲကရွာတွေကိုမိရှို့နေတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းကလေးခရိုင်ကလေးတမူအာရှလန်းကိုစူးမိုးနိုင်ဖို့စစ်ကောင်မရှင်တပ်တွေကအင်အားအလုံးရေးသုံးနေတာကြောင့်ဒေါ်လာရေးတပ်တွေစူးမိုးနယ်မြေတွေလက်လွတ်နေရတယ်လို့သိရပါဗါဒ်အော်တိုဘာလ19ရက်နေ့ကကလေးမျိုးရဲ့မိုင်60ခန်းအကွာကလေးနဲ့တမူနယ်ဇက်ကစော်ဘွားရေရှင်ကြီးရွာအနီးတီစစ်ကြောင်းရောက်နေပြီးဩဂုတ်လလောက်ကတည်းကစစ်ကောင်မရှင်တပ်ကအင်အားအလုံးရေးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့သိရပါဗါဒ်56မိုင်ရွာကနေစစ်ကြောင်းထိုးလာတာ ခုစော်ဘွားရေရှင်ရွာနာရောက်လာပြီတော်လန်ရေးတက်တွေနောက်ဆုတ်ပြီးနေရတယ်စစ်ကော်မရှင်တက်ကအင်အားအတော်သုံးပြီးဇုံဝင်လာတာလို့ဒေသခံတဦးကပြောပါတယ်ကလေးတမူလမ်းပေါ်ကကျွော်ရီဖြစ်တဲ့စော်ဘွားရေရှင်ရာဇကြိုးညာစိမ့်နဲ့ဆယ်ကြီးကျွော်ရီမှာအဖွဲခွဲစခန်းချကကျွော်ရီကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေပြီးခုံသာရွာကိုမျိုးဝင်ရှုကအရတားပြည်သူလဲရှစ်ဦးကိုတက်ဖြတ်သွားတယ်လို့သိရပါတယ်၁၉ရက်နေ့ကခုံသာရွာကိုမိရှုသွားတယ်တရားလုံးနီနီပဲကုံတာ ရွာထဲကယောက်ျားလေးရှိယောက်ကိုတက်သွားသေးတယ်။တချို့ကိုလူသားတိုင်းလို့ဖို့ဖမ်းထားလဲရှိတယ်လို့ဒေသခံတဦးကပြောပါရယ်။လက်တလုံးမှာစကိုင်းတိုင်းကလေးခရိုင် ကလေးတမှုအာရှလမ်းမကြီးတခြားအင်အားတစ်ထောင်ကျော်စစ်ကြောင်းကိုသုံးဖွဲ့ခွဲကစော်ဝါရီရှင်ဘက်စစ်ကြောင်းတခြားစကန်းကြီးကျွော်နဲ့ရာဇဂျိုကျွော်ဘက်ကိုစစ်ကြောင်းတခြားနဲ့ဆယ်ကြီးကျွော်ဘက်ကိုစစ်ကြောင်းတခြားသုံးဖွဲ့ခွဲကရွာတွေကိုမိရှို့ဖျက်ဆီးနေတယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရွှေဘုံမြို့မှာစစ်တပ်ကမာရှယ်လော့အမိတ်ဖြေလျှော့ပေးပေမဲ့ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေဆက်လက်လုဆောင်နေတဲ့တဲ့င်းကိုတိဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောင်မရှင်ကည6နာရီမှမနက်6နာရီထိညမထွက်ရမာရှယ်လော့အမိတ်ထုတ်ပြန်ထားရမှာအော်တိုဘာလ15ရက်နေ့မှာည8နာရီမှမနက်9နာရီထိညမထွက်ရအချိန်ပြောင်းလဲဖြေလျှော့ပေးခဲ့ပေးမယ်။ပေါ်တာဆွဲဖမ်းဆီးချိတ်ချောက်ငွေညစ်မှုတွေဆက်လက်လုဆောင်နေတယ်လို့သိရပါဗျ။ ညမထွက်ရအချိန်ပြောင်းနေဆိုရင်ည၈နာရီမှกินလဲရမှာပါအခုညနေ6နာရီกินလဲတာဆိုတော့ညနေ9နာရီလောက်နောက်ပိုင်းဆိုလမ်းတွေမှာသွာလာသူတွေကအရင်ကလည်းမရှိဘူးအခုလည်းမရှိဘူးလမ်းတွေမှာသွာလာသူမရှိလို့ည6နာရီအစားည8နာရီကိုအချိန်ဖြေလျှော့တယ်ဆိုတာကပေါ်တာဆွဲခြင်းလို့ဆိုတာသိတာတယ်လို့မြို့ခံတအူးကပြောပါတယ်ညမထွက်ရအချိန်ဖြေလျှော့ပေးရဆိုပေမဲ့စစ်ကောမရှင်တက်ကအရင်လိုပဲပေါ်တာဆွဲမှုတွေရှိနေတာဖန်ဆင်းမှုညစ်တာတွေလည်းပြုလုပ်နေစေဖြစ်တယ်လို့သိရပါတယ် ရွှေဘိုမျိုးကညမထွက်ရအချိန်ဖြေလျှော့တယ်ဆိုတာမရှိပါဘူး။ညနေ6:00နာရီမှာရွှေဘိုကိုရောက်ပါတယ်။ရေကြောချက်လမ်းပိတ်နေလို့ကားရပ်ပြီးမြို့ထဲဈေးသွားဝယ်တာ။အပြန်ပက်ကင်းနဲ့တွေ့တာအပြစ်မရှိအပြစ်ရှာဖမ်းပြီးငွေတောင်းလို့သိန်း30ပေးရတယ်လို့ခရီးသွားတအုပ်ကပြောပါတယ်။ရွှေဘိုမျိုးမှာစစ်ကော်မရှင်ကညမထွက်ရအချိန်ဖြေလျှော့ခြင်းပြောင်းလဲတယ်ဆိုပေမဲ့အဲစင်းစစ်ဖမ်းဆီးချိန်ချဝင်ညစ်မှုတွေကရက်မသွားပဲဆက်လက်လုံဆောင်နေတာကြောင့်မြို့ကန်ပြည်သူတွေအရင်လိုပဲအပြစ်မထွက်ရဲလို့ မြို့ကြီးကညနေ6နာရီနောက်ပိုင်း6ကနေစဲဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပသိမ်မြို့ကိုစစ်ကောင်းဆောင်ရုတ်တရက်ရောက်လာပြီးလုံခြုံရေးအင်အားကိုညရင်းချင်းချကတန်ရှင်းရေးလဲညရင်းချင်းလုတ်ခိုင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းပသိမ်ခရိုင် ပသိမ်မြို့ကိုစစ်ကောင်းဆောင်လာမယ်ဆိုတာမနှက်လာမှာကိုကြိုတင်အသိမပေးပဲလုံခြုံရေးအင်အားကိုညရင်းချင်းကိုချထားကမြို့ထဲမှာညနေမှာမြို့ရင်းတန်ရှင်းရေးတွေလုတ်ခိုင်းတယ်လို့သိရှိရပါတယ်။ အော်တိုဘာလာ16ရက်နေ့မနက်9:00နာရီကပသိမ်မြို့ကိုစစ်ကောင်းဆောင်ရောက်လာပြီးရွေးကောက်ပွဲကိစ္စနဲ့စစ်ပေးဆောင်တွေကိစ္စအဓိကပြောသွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်းဆောင်လာမယ်ဆိုတဲ့သတင်းကိုဌာနဆိုင်ရာတွေကိုဖုံးပြထားပြီးမနက်အစောပိုင်းကတည်းကရုံးတရုံးကို10ရောက်နှုန်းနဲ့မြို့တော်ခမကိုအရေးပေါ်ခေါ်ယူဆူထားကမလာခင်ည7:00နာရီခွဲလောက်မှလုံခြုံရေးတွေအရေးပေါ်ချပြီးတန်ရှင်းရေးတွေလုပ်ခိုင်းတယ်လို့သိရပါဗျ။မနက်၈ခွဲအရအစည်းအဝေးတွဲဆောင်ပွဲလုပ်ဖို့ရှိလို့ကျမကြီးက10ရောက် ညာရေးက10ရောက်ဆိုပြီးထွေအုပ်ကခေါ်ထားတာဘာရဲမသိရဘူးမနှမစေကောင်းဆောင်လာတာကိုသိရတာတညာလုံးကားတွေရှုပ်နေတာတော့သိတယ်ရဲရင်နဲ့စီပင်ကအမိုက်ကောက်ညက်ညိတ်နေရတာညကြီးကိုလို့ဒေသခံတူကပြောပါတယ်စေကောင်းဆောင်ရောက်မလာခင်အော်တိုဘာလ16ရက်နေ့ညနေပိုင်းမှာစစ်သားတွေနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအလုံးအင်းနဲ့မြို့ရဲလမ်းတွေမှာကင်မောဝိတာတွေလောက်ခဲ့ပြီးပသိမ်မြို့အဝင်အထွက်နဲ့ပသိမ်ရန်ကုန်လမ်းပိုင်းကံကြီးတောင်မြို့နယ် လမ်းမကြီးရဲ့စစ်စေးရေးဂိတ်တွေမှာပါအင်အားတိုးချထားတယ်လို့သိရပါဗျ။တပ်ကလူတွေလည်းညကြမှသိရဖြစ်မယ်။လုံခြုံရေးတွေအများကြီးရုတ်ရုတ်တဲတဲနဲ့နေရာယူနေကြတာ။အချင်းချင်းထိုးကျိတ်ရန်ဖြစ်တာတွေပါရှိသေးတယ်။သကောင်းဘုရားနာမှာအယက်ဝိစစ်သားနဲ့ပျောက်ကြားဝင်းနဲ့စစ်သားအချင်းချင်းထိုးကျိတ်တာရှိတယ်။ညရင်းချင်းစီပင်နဲ့ရဲတွေဆိုရင်ညံ့ရဲရတာ။အမိုက်ကောက်ရတာတွေလည်းရှိတယ်လို့ဒေသခံတအူးကပြောပါဗျ။အနာဒိန်းစစ်ကောင်းဆောင်လာမယ်ဆိုတာကို အသိမျိုးကတက်တွေနဲ့ရုံးတွေကိုကြိုတင်အသိပေးထားတာမရှိပဲညနမပေးတီကအရေးပေါ်တက်နေမှုကပြင်ဆင်ခိုင်းတာကြောင့်ဌာနဆိုင်ရာတွေကြားမကျေနပ်မှုတွေလည်းရှိနေကြတယ်လို့သိရပြီးစစ်ကောင်းဆောင်လာမဲ့လမ်းနဲ့နေရာအတော်များများမှာစစ်ကောင်မရှင်တက်ဖွဲ့ဝင်တွေချထားပြီးဖြတ်သွားဖြက်လာတွေကိုခေါ်ယူစစ်ဆေးတာတွေဖြတ်တန်းဝင်ပိတ်ထားတာတွေလည်းလုပ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးကိုယ်စိတ်နှပြအကျမ်းမှချမ်းသာကြပါစေ ဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းခိုင်းရပါတယ်ရှင်။